သာဝတိမြို့မှာ မဟာသူဝနာဆိုတဲ့တထေကြီးတူရှိခဲ့တယ်။အဲ့ဒီတထေကြီးမှာສຸລະပါລະມະຫາပါລະဆိုတဲ့ຕາຫນ້າຫຍောက်ຊິເດມີບາດີບໍ່ຊິແດ່ນောက်ຍີໂກຫນ້າຫຍောက်ໄອ່ນောင်ດີຈະໄປແມ່ຊີບွားດີບໍ່ຄ້ວແກ່ແບແນ່ອະດູເລັດດ້ວຍປີໂລລົກກາຍຫນີຖ່າຍແກ່ຈະເດດະນີ້ມາတော့ອະກູຈີ້ພິເທມະຫາပါລະກະພຸດທະຍະດຍາເວດຕະຄູມາດຍາດຳມາດີນາຢູ່ປີໂລ လူဘဝရဲ့ကျင်းမြောင်းလှတဲ့အနေအထားတွေကာမဂုဏ်တွေရဲ့အပြစ်အနာစာတွေကို မြင်ပြီးတော့လူဘဝကိုစိတ်ညှိငွေ့လို့ညီဖြစ်တဲ့ဇူလပါလနဲ့တိုင်ပင်ပြီးယဟန်ဘောင်ဝင်ရောက်လာခဲ့တယ်။လူဘဝကပါလာဆိုတဲ့အမည်နဲ့ခေါ်ခဲ့သလိုနောက်ပိုင်းမှာမျက်စိကွယ်ခဲ့လို့စက္ခုပါလမထေဆိုပြီးတော့ကြော်ခဲ့တယ်။ယဟန်ဘောင်ရောက်လာတဲ့အခါမှာတော့ 9ဝါရတဲ့အထိဆရာဖြစ်တဲ့ဥပိ္ပဇေဆရာနာမှာယဟန်ဘဝရဲ့စီကံစတာတွေကိုသင်ယူခဲ့တယ်။နောက်တော့ယဟန်မိတ်ဆွေတွေနဲ့အတူတာဝတ်ထီနဲ့အတန်ဝေးတဲ့ရွာကြီးတရွာကိုချင်းကပြီးတော့အဲ့ဒီရွာကြီးကိုအမိပြုပြီးယဟန်တရားတွေကြိုးစားအားထုတ်ခဲ့တယ်။အရှင်မဟာပါလမထေရဟာဘလောက်ထိကြိုးစားအားထုတ်ခဲ့သလဲဆိုရင်အိတ်ချင်းဆိုတဲ့အလုပ်ကိုလုံးဝမလုပ်ဘဲနဲ့ ထိုင်ခြင်းရက်ခြင်းသွားခြင်းဆိုတဲ့နေထိုင်မှု၃မျိုးတည်းနဲ့တရားကိုမပြတ်တမ်းစ조사အားထုတ်ခဲ့တယ်။အေယာပေါ်မှာဘက်လက်ကိုမအိပ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်အဋိဌံချပြီးတော့တရားကိုအားထုတ်ခဲ့တယ်ပေါ့။အဲ့ဒါလို့နဲ့လုံးဝမအိပ်ဘဲတရားအားထုတ်တာကြားလာတော့အဲ့ဒီယဟန်ရဲ့မျက်လုံးတွေဟာနာကျင်လာခဲ့တယ်။နောက်မျက်စိယောဂါတွေဆွဲကပ်လာတဲ့အထိဖြစ်လာခဲ့တယ် ါပေမဲ့စကုပါလမထေကတော့အားမလျှော့ပါဘူးမအိပ်ဘူးဆိုတဲ့အဋိဌံကို အပြည့်မခံဘူးတရားရဖို့သာ အတိကတရားရဖို့သာနံပါတ်၄ဆိုတဲ့ပန်းနိုင်ကို အပြောင်းမခံဘူးမိတ်ဆွေအဖော်ယဟန်တွေကစကုပါလမထေရဲ့မျက်စိယောဂါကိုရက်ရွာတွေကဆေးဆရာကြီးကို ပြောပြလိုက်တော့ဆေးဆရာကြီးကစီချက်ထားတဲ့စစ်တမျိုးကိုပေးလိုက်ပြီး ဒီဆေးကိုပက်လက်အိပ်ပြီးနှခေါင်းထဲကနေလောင်းပြီးထည့်ရပါမယ်ဖေယားလို့ရှောက်ထားလိုက်တယ်မိတ်ဆွေယဟန်တွေကသက္ခုပါလမထေကိုဆေးစရာကဆေးပေးလိုက်တဲ့အကြောင်းဒီဆေးကိုပက်လက်အိပ်ပြီးနှခေါင်းထဲကနေ လောင်းထည့်ရမှာဖြစ်ကြောင်းပြောပြခဲ့တယ်ဒါပေမဲ့သက္ခုပါလမထေကဆေးကိုယူထားလိုက်ပြီးတော့ထိုင်ရက်နဲ့ပဲနှခေါင်းထဲကိုထည့်ရဖို့ကြိုးစားတယ် လုံးဝငါအတိတ်ထံကိုတော့အပြည့်မခံဘူးလို့သဘောထားခဲ့တယ်။နောက်နေ့ရွာတဲ့ဆွမ်းခံကြွသွားတော့ဆေးဆရာကြီးကသိပြီးတော့အရှင်ဖုရားတပည့်တော်ရဲ့ဆေးကိုအိပ်ပြီးခိုက်ရလားလို့မေးလျှောက်တော့စက္ခုပါလမထေဘာမှမဖြေခဲ့ဘူး။ဒီလိုနဲ့စက္ခုပါလမထေဟာမျက်စိနှစ်ကွင်းအလင်းကွယ်ခဲ့တယ်။ဒါကြောင့်လဲစက္ခုပါလမထေဆိုပြီးတော့အမည်တွင်ခဲ့တယ်။ ။သတင်းကျွတ်တဲ့အခါမှာတော့မိတ်ဆွေယဟန်တွေကဖျားဘူးမျောဖို့သာဝတိကိုကြွကြဖို့ရှောက်တော့သူ့ကိုစောင့်ခေါ်နေရရင်နဲ့ခยีဖြင့်ပြီးနှောင့်နှေးมาကြောင့်မိမိကြောင့်ဒုက္ခဖြစ်มาဆိုလို့ဆိုပြီးတော့မလိုက်ဖဲနဲ့တိုးတဲ့ကိုတပါတဲ့ပဲหนีခဲ့တယ်။သာဝတိရောက်လို့စက္ကုပါလမထေရဲ့ညီဖြစ်တဲ့ສຸລະပါလကို မိတ်ဆွေယဟန်တွေကအကြောင်းဆုံးအကျိုးဆုံးပြောပြတဲ့အခါမှာ ညီဖြစ်တဲ့ဇူလာပါလာတည်သွားတဲ့အခါသူ့ရဲ့သားကိုရှင်သာမဏေပြုတ်ပြီးတော့သူ့အကိုသွားပင်ဖို့လွှတ်လိုက်တယ်။အဲဒီအခါကျမှဇူလာပါလာရဲ့သားဖြစ်တဲ့မိမိရဲ့တူကိုရင်နဲ့အတူကြွလာခဲ့တယ်။ဒါလည်းရွာတရွာရဲ့အနီလန်ခရီးတစ်ခုမှာမိန်းကလေးတူထင်းခွေးနေရင်နဲ့သချင်းဆိုးနေတဲ့မိန်းမပြိုရဲ့အတန်ကိုကြားရကနေတူဖြစ်တဲ့ကိုရင်ကသွားပြီးတော့ဖောက်ပြန်လို့ ဇက်ခုပါလာမထေကတိသွားပြီးတော့ကိုရင်သင်ဟာခုနကတချင်းသာကြတဲ့မိမ့်မပြုံနဲ့ဖောက်ပြန်ခဲ့တယ်မဟုတ်လားသင်အနာငါအနာကထွက်သွားပြီးတော့မိန်းကလေးသာလည်းပျောက်သွားတယ်သင်လည်းပေါ်မလာခဲ့ဘူးသင်တို့ဖောက်ပြန်ခဲ့ကြတယ်မဟုတ်လားငါသင်နဲ့အတူမလိုက်တော့ဘူးကိုကျင်တရား ဖောက်ပြန်တဲ့သူဆွဲတဲ့တောင်မွေးငါမကင်လို့ဘူးသင်ပြန်တော့ငါဘာသာနေခဲ့မယ်ဆိုပြီးတော့ တပားတဲ့လန့်ခီးမှာ နေခဲ့ပြန်တယ်သူကိုရင်ကငိုးယိုပြီးတောင်းပန်ပေမဲ့ငါဟာကိုကျင်တရားပြက်ပြားနေတဲ့သူနဲ့အတူမနေလိုဘူးဆိုပြီးတော့တူတော်မောင်ကိုရင်ကိုဇွတ်ပြန်လွတ်လို့တူမောင်ကိုရင်လည်းငိုးယိုပြီးပြန်သွားခဲ့ရတယ်ပေါ့နောက်တော့မှခီးသွားတဦးရဲ့အကူကြီးနဲ့သာဝတိရောက်လို့ညီဖြစ်သူကကြောင်လေးတစ်ကြောင်ဆောက်လို့လူတွေအဲ့ဒီကြောင်လေးမှာတရင်သုံးနေခဲ့တယ် အဲ့ဒီအကြောင်းမှာပဲတညမိုးတွေတအားရွာပြီးတော့ပိုးဖလံကောင်းတွေကလည်းထွက်နေအဲ့ဒီမှာဆက်ကုပါလာမထေကကြောင်ဝိုင်းလေးထဲမှာလမ်းလျှောက်ရင်းပိုးဖလံတွေနင်းမိပြီးတော့သေးကုန်နေတာကိုယဟန်တွေကမြင်တော့ဖရသွားလျှောက်တယ်ဖရကသူဟာပိုးဖလံတွေကို မြင်ရသားနဲ့သေးစေခြင်းနဲ့စိတ်နဲ့တတ်တာမဟုတ်ပါဘူးသေးစေခြင်းနဲ့စိတ်နဲ့နင်းနေတာမဟုတ်ပါဘူး ယဟန္နာဆိုတာသေစေခြင်းနဲ့စိတ်မရှိတော့ဘူးလို့မိန့်ပြီးတော့မနောပုပ်ပင်ကမာတ္တမမနောတိထာမနောမယတရားရဲ့သဘောမှာစိတ်ကကြီးမှုတယ်စိတ်ကရှည်သွားဖြစ်တယ်မကောင်းတဲ့စိတ်နဲ့ပြုလုပ်တယ်ပြောဆိုတယ်ကြမ်းစီတယ်ဆိုရင်တော့နွားချေရနောက်လှဲပင်လိုက်နေတယ်လို့အဲ့ဒီသူရဲ့နောက်ကိုလည်းအဲ့ဒီမကောင်းမှုတွေကလိုက်နေမှာပါပဲလို့မြတ်စွာဘုရားက မိန့်တော်မူခဲ့တယ် ဇကုပါလမထေရသူ မျက်စီပြည့်ခြင်းပြတ်ပါစေသူဆုံးဖြတ်ချက်သူအတိတ်ထာသူမနိုင်အပြည့်မခံဘူးမျက်စီနှလုံးမြင်ရဖို့ထက်အသိဉာဏ်အမြင်ရဖို့ကိုကြိုးစားအားထုတ်ခဲ့တယ်မျက်စီနာခြင်းနာပါစေသူစိတ်သူအသည့်တွေမနာအောင်ကြင်ကြံခဲ့တယ်ကို့ဘဝမှာလည်းဒီဇကုပါလမထေလိုငါဒီမကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးမကောင်းတဲ့စကားတွေမပြောဘူး မကောင်းတဲ့စိတ်ထားတွေမရှိစေရဘူးလို့ဆုံးဖြတ်ရရမယ်။အဲဒါလို့ကိုယ်စိတ်ကို ဆုံးဖြတ်ပြီးရင်မကောင်းတဲ့အကျင့်တွေဇိုက်တွေကိုဘယ်တော့မှပြန်မလုပ်ဖြစ်အောင်ခိုင်မြဲရမယ်။အဲဒါလို့သာ ပြတ်သားတဲ့ဆုံးဖြတ်ချက်ခိုင်မြဲတဲ့အတိတ်ထာနေနဲ့ကျင့်ကြံနေထိုင်ကြမယ်ဆိုရင်ဘဝဟာနေပြောတဲ့ဘဝတစ်ခုကိုရလာမှာဖြစ်တယ်။စကုပါလမထေရဲ့ဘဝသမိုင်းမှာဘလောက်ပဲဒုက္ခရောက်လို့ ဘယ်လိုပဲအဆင်မပြေပြေမျက်စိမမြင်ရလို့တောတောင်တဲ့တပါးတဲ့လမ်းလေကောင်မှဒုက္ခရောက်နေပါစေကိုကျင်တရားပျက်စီးသူနဲ့အတူမနေဘူးဆွေမျိုးမှုငါဒုက္ခရောက်တော့မှုငါတူမှုငါသားမှုဆိုတဲ့ဘယ်လိုမှ ကိုကျင်တရားထဲဦးစားမပေးဘူးမကောင်းသူကို မကောင်းသူလို့ပဲမြင်ပြီးတော့အဲ့ဒီမကောင်းသူကိုရှောင်နိုင်အောင်ကြင်ကြံခဲ့တယ်ညီကုန်းကျုပ်လေးပြောချင်တာကတော့ ငါမတော့ဘူးလို့ဆုံးဖြတ်ထားတဲ့အရက်ကိုဘယ်တော့မှပြန်မတော့မိပါစေနဲ့ငါမစောတော့ဘူးလို့ဆုံးဖြတ်ထားတဲ့လောင်ကစားတွေကိုဘယ်တော့မှပြန်မလုပ်မိပါစေနဲ့ငါဘယ်တော့မှသတ်တာဖြတ်တာခိုးတာလိန်တာညားတာတွေကိုမလုပ်ဘူးလို့ဆုံးဖြတ်ထားရင်လေဘယ်တော့မှမလုပ်ဖြစ်အောင်မလုပ်တော့အောင်စူးစမ်းကြင်ကြံနိုင်ကြပါစေဖះဟောခဲ့တဲ့ စိတ်ကသာဥဆောင်ကြည်မှုနေတာဖြစ်လို့မိမိရဲ့စိတ်ကမကောင်းတာတွေလို့မကောင်းတာတွေပြော မကောင်းတာတွေကြားနေမယ်ဆိုရင်လေမိမိရဲ့နောက်ကိုနွားချေရနောက်လဲပင် လိုက်နေတယ်လို့မိမိရဲ့ဘဝတဲကိုလည်းမကောင်းကျိုးတွေကအမြဲလိုက်နေမှာ ဖြစ်တယ်လို့ပြောကြရင်ညီကုန်းချိုးလိုက်ပါတယ်အားလုံးအားလုံးဆုံးဖြတ်ချက်များကိုခိုင်မြဲအောင်ကျင့်ကြံနိုင်ပြီးတော့ မကောင်းသူများကိုလည်းရှောင်ရှားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံချိုးလိုက်ပါတယ်။